ဲ့တော့ကျွန်တော်ဗုဒ္ဓဥဒ္ဓသမီးတွေတွေကြာလာတဲ့တေရောနမိတ်ကကြာတော့ justice တရားမြတ်တာခြင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်သူရဲ့နံပါတ်ဟာဆိုရင်တော့7ကဏ္ဍဖြစ်ပါအဲ့တော့ဗုဒ္ဓဥဒ္ဓသမီးတွေတွေကံတရားမှာဆိုရင်တော့အခွင့်အရေးတွေအခွင့်အလန်းတွေအခက်အခဲတွေဘာလဲဖြစ်ဖြစ်နှစ်ကြိမ်နှစ်ကဖြစ်တတ်တဲ့သဘောတဘာဝရှိပါတယ်အဲ့တော့အလုံးကိစ္စအခွင့်အရေးပေါ်မှာဆိုရင်လည်းနှစ်ခုပေါ်တတ်တယ်အလုံးမှာပြဿနာတည်ရင်လည်းပဲ နှစ်ချိန်တစ်ခါဖြည့်စင်ရတတ်အစင်မပြေဖြစ်တတ်အလုံးနဲ့ပတ်သက်ရင်တော့ကံစားတာအခွင့်အရေးတွေအခွင့်အလမ်းတွေကောင်းတာတွေများဖို့ရှိပါအလုံးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေစိတ်ပျော်ရွှင်ရခြင်းတွေကံကောင်းခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါအဲတော့အလုံးနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အဖက်ဘက်ကနေအဆင်ပြေတတ်တယ်စိတ်ချမ်းသာတတ်တယ်စိတ်ပျော်ရွှင်ရတတ်တယ်လက်ရှိအလုံးကနေပြီးတော့ထပ်ပြီးတော့ ာတိုးချက်မယ်လုံရင်ကောင်းမလားမကောင်းလားလုံတင်လားမလုံတင်ဘူးလားဆိုရင်လုံကိုလုံတင်လုံတဲ့အတွက်လည်းပဲအကျိုးအမြတ်ရတယ်နောက်တစ်ခုကဒီ justice ဆိုတာကတော့ဆုံးဖြတ်ချက်ချတာပေါ့နော်အဲဒါဘာနမိတ်ကြတယ်လဲဆိုရင် तू ကဒီကလာမှာ तू ကဘောရဟုသမီးတွေအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဆုံးဖြတ်ပြီးတော့လုပ်ကံရတတ်အရန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဆုံးဖြတ်လုပ်ကံပြီးတော့အောင်မြင်မှုတွေလည်းရတတ်တာပေါ့နော် ဟာဥမာဘဝမှာလုပ်ငန်းအပြောင်းလဲတွေအတွက်ဆုံးဖြတ်ရတယ်ဒီလောက်ကကိုငငယ်လေးတွေကလှုပ်လာတဲ့လုပ်ငန်းပဲဒါပေမဲ့ငငယ်လေးတွေကလှုပ်လာတဲ့လုပ်ငန်းကိုမှအဲဒီအချိန်ကျမှအပြောင်းလဲလုပ်ဖို့အတွက်အင်မတန်မှခက်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 စဉ်းစားပြီးတော့ခြေတုံကြတော့ဖြစ်ပြီးတော့မှကြိုးစားအထောက်အပံ့တဲ့ကံတရားတွေရှိတယ်နမနိကအလုံးမှာပြဿနာလေးတွေအခက်အခဲလေးတွေပေါ်တတ်တယ်။အလုံးမှာပြဿနာလေးတွေအခက်အခဲလေးတွေပေါ်တတ်တယ်။ ဒါပေမဲ့အဲ့ဒီပြဿနာလေးတွေအကဲကဲလေးတွေကကိုတော်မှနော်ကြက်ဖြည့်ချင်းနေရမလို့ပဲနဲ့အလိုလိုနေနဲ့ပြေလည်သွားတာမျိုးလေးတွေဖြစ်တတ်တယ်။နောက်အဓိကတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘုရားသမီးတွေဟာအင်္ဂမစိတ်ချမ်းသာစေရာဝမ်းမြောက်ဝမ်းသာဖြစ်စေရာသတင်းစကားတွေကြားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ဆွေမျိုးသားချင်းတွေရဲ့အကူအညီပံ့ပိုးပေးမှုလည်းရတတ် ။နောက်ကိုနဲ့ကာလကြာစီကွဲကွာနေတဲ့ဆွေမျိုးသားချင်းနေနဲ့ပြန်လဲပြီးတော့စုံစည်းရတယ်။သူတို့ကကိုကြီးကိုရောက်လာတာမျိုးတွေဖြစ်နိုင်တယ်လို့ကိုကိုရိုင်းကလည်းပဲသူတို့စီကိုတွားရောက်ရတာမျိုးတွေဖြစ်တတ်တယ်။နောက်လူမှုရေးကံတရားကြတော့အင်မတမကောင်းတာပေါ့နော်ဗုဒ္ဓဥသာသမိတွေအတွက်။အဲဒီလူမှုရေးကျိုးအကျိုးအကြောင်းပြုပြီးတော့ကိုမအကျိုးအမြတ်တွေဖြစ်ထွန်းတတ်တယ်။ကိုအကျိုးစီးပွားဖြစ်ထွန်းစေမယ်မိษွေ အပေါင်းအသင်းတငယ်ချင်းတွေတိုးပွားလာတတ် ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာတဲ့။ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာကတော့ကြတော့အဆင်ပြေတယ်။အဲတော့စီးပွားရေးပြေလည်မယ်။ငွေချင်းကံတရာကောင်းမယ်။ပတ်သက်ရှာလို့ဖွေလို့တွေရ။ဒါမှကတော့ကျွန်တော်တို့ဒီငွေချင်းကအဆင်ပြေတာကတော့တပိုင်းပါနော်။အစင်ပြပြင်ပြလင်းကသာအဲ့ငွေကြီးချမ်းသာကြွယ်ဝမှုတွေဟာကိုယ်စိတ်ချမ်းသာ ဖြစ်မှုအပြည့်ဝပေးမဲ့အရာမဟုတ်ပြန်အောင်အဲ့တော့ဘောဓိသတ်မိတွေကဒီကားမှာဘာဖြစ်လဲဆိုတော့ငွေကြေးဝအကြောင်းပြပြီးတော့လောကီရစိတ်ကုန်တယ်ညီငွေတယ်ပတ်သက်ရှားခြင်းသိမရှိဘူးပတ်သက်ဝင်တာတွေကိုကြည့်ပြီးတော့စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေဖြစ်နေတတ်တယ်အဲ့တော့အကျွေးရစရာရှိတာတွေကိုလည်းဖိဖိစီစီမတောင်းပြတော့ဘူး အောင်မြင်သေးတဲ့ဘောအောင်မြင်မဲ့လုပ်ငန်းတွေကိုလည်းဖိပိစီစီမလုပ်ဖြစ်တော့ဘူးအဲ့တော့ပြောချင်တာကတော့စီးပွားရေးငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ကြရစရာမျိုးလေးတွေတော့ဗုဒ္ဓဟူသားသမီးတွေကကြုံတွေ့ရတတ်တယ်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့တက်မှတ်မှရမှာပေါ့နော်နောက်ကျမ်းမာရေးကတော့မေတော်ကြီးတဲ့မေတော်ကြီးဆိုတော့ကောင်းပါလေကျမ်းမာရေးဆိုဆိုရရအញ្ញံခိုက်တယ်ជីတိမမအញ្ញံခိုက်တယ်မရှိပါဘူးနော်နောက် ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍပေါ့အဓိကတော့အဲလူငယ်တွေပေါ့စောင်းဝက်ဖြည့်ဆိုတယ်ကြောင်းတက်တယ်တင်းနှန်းတက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော့ queen ဆိုဗရင်မဆိုအဆင်ပြေတတ်ပါအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်တင်းနှန်းနဲ့ပတ်သက်တဲ့ကဏ္ဍတာတွေကောင်းတယ်မိသားစုအတိုင်းဝိုင်းကိုအံ့ဩပနန်းဖြစ်အောင်လှုပ်ပြနိုင်မဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒီကာလမှာနော်ပညာရေးတင်းနှန်းစောင်းဝက်အဖက်ဖက်ကနေအဆင်ပြေမယ်နောက်တစ်ခုကကျွန်တော်တို့ ခြေအိမ်တော်ကြီးနဲ့ပတ်သက်တာပေါ့နော်အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့တုတ်သုံးချောင်းဆိုတဲ့နမိတ်ကြတာဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့ရည်ရွယ်ချက်ဇီမန်းချက်ပြည့်မြောက်မယ်တဲ့နော်ရည်ရွယ်ချက်ဇီမန်းချက်တွေပြည့်မြောက်မယ်ကံစားတာမျိုးရှိတော့ကွာအခြေအိမ်နဲ့ပတ်သက်ရင်ဘယ်လိုရည်ရွယ်ထားလဲအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုရည်မှန်းထားလဲအဲ့ကိုရည်ရွယ်ထားတဲ့အတိုင်းကိုရည်မှန်းထားတဲ့အတိုင်းတေချာပေါက်ဖြစ်မယ်အဲ့တော့အလုပ်ထဲမှာတော့ ဘုရိုးသားသမီးတွေကပြဿနာအနေချင်းကြုံတတ်တယ်သို့တော့ကိုယ်တော်ဘာမှဖြေရှင်းစရာမလိုဘဲနဲ့ပြေလည်သွားနိုင်တဲ့ကံတာတာမျိုးတွေရှိတယ်ဒီကတော့ဟိုငွေချင်းနဲ့ပတ်သက်အဆင်ပြေတယ်ပေါ့နော်အဆင်ပြေပေမဲ့လည်းအဲ့လိုစိတ်ဓာတ်ကျနေတာတော့စိတ်ကုန်နေတာတို့ကြောင့်အလုပ်တွေငွေချင်းနဲ့ပတ်သက်ဖြစ်ဖြစ်စီစီမလုံးမိတာမျိုးတွေများနေတယ်အဲ့ဒါလေးတော့ကိုယ့်ကိုပြန်ပြီးတော့တက်မှတ်ဖို့လိုပါတယ်လုံးတင်မလုံးတင် လုံးရင်ကောင်းမလားမကောင်းလားချိန်ဆနေတဲ့ကိစ္စရှင်တော့လုတ်ကိုလုတ်တင်ပါတယ် အဲ့တော့ကျွန်တော်တို့ဗုဒ္ဓသာသမိများအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ရဲ့အစိမ်းရောင်ရဲ့ကောင်းပါတယ်အဲ့တော့နောက်ထီထိုးတာတွေကံနဲ့မဲ့တို့ရဲ့ဝန္ဒနာပါတဲ့ဗုဒ္ဓသာသမိတွေဆိုရင်နေ့စာ၄စုံ၄စာနေ့စုံစတဲ့နံပါတ်တွေရှားပြီးတော့ထိုးသင့်ပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကိုရီခေါဆွဲတို့ကလူပူဇော်ပြီးတော့ဆုတောင်းပါကိုရီခေါဆွဲမရှိတဲ့ရည်ရည်သားဆိုရင်လက်ဖက်ရည်နဲ့ကိမ့်မုတ် ကလူပူဇော်ပြီးတော့ဆုတောင်းပါဗုဒ္ဓသာမိတွေအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသိမှာဖြစ်ပါတယ်။